င်္ဂါပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘုံမှုအစင်းတဲ့အထက်စစ်အရာရှိတွေတိုက်ပွဲအတွင်းမှာတေဆုံးခဲ့ရင်တော့နာရင်စရိတ်နဲ့တက်ဆွန်ဂုံပြူမှတ်တမ်းလွာကိုစစ်ရုံးကချက်ချင်းထုတ်ပေးပြီးသုံးလအတွင်းမှာခံစားခွင့်တွေထုတ်ပေးပေမဲ့လေတက်သားကနေဘူဂျီအစင်းအထိတေဆုံးမှုကိုတော့အလောင်းရရှိမှုပေါ်မူတီကခံစားခွင့်ပေးပြီး အလောင်းမပြနိုင်ရင်တော့ဘာခံစားကွင်းမှာအလွယ်တကူမရပါဘူးတပိတ်ချင်းမြို့နယ်ကြောက်ဖြူကျေးရွာမှာစာတင်ကြားနေတဲ့နေအိမ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကလင်းငယ်တဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်အပါအဝင်နေ့လေကင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ အကြမ်းဖက်စစ်တပ်မှတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးအဆင့်နဲ့အထက်စစ်အရာရှိတွေတိုက်ပွဲမှာတေဆုံးခဲ့ရင်နိုင်ရေးစရိတ်နဲ့တပ်စွန်ဂုံပြုတ်မှတ်တမ်းလွာကိုချက်ချင်းထုတ်ပေးပြီးအသက်အာမခံရောချင်းပင်စင်ပါဝင် ခံစားခွင့်တွေကို၃လအတွင်းရရှိဖို့ဆောင်ရွက်ပေးနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရင်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲအတွင်းတေဆုံးသွားတဲ့စစ်သားတွေတဲကမှာ ဒုတရင်မူဘုံမူအစင်းကနေစပြီးတက်ဆွန်ဂုံပြူလာထုတ်ပေးတာနာရေးစရိတ်အဖြစ်အ ਨੇ စုံငွေကျပ်9သိန်းထုတ်ပေးတာတွေကိုလှုပ်ဆောင်ပေးနေပြီးအခြားသောခံစားခွင့်တွေဖြစ်တဲ့အသက်အာမခံကြီးတက်ဆွန်စရိတ်တလုံးတစ်ခဲတဲ့ငွေကြီးပင်စင်ခံစားခွင့်တွေကိုအထူးအရေးအကိစ္စအဖြစ်၃လအတွင်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်ဘုံမူအစင်းနဲ့အထက်စစ်ရာရှိတွေကနေလွဲပြီး ကျန်တဲ့အောက်ခြေတက်သားကနေဘိုကြီးအထိကတော့အလောင်းမပြနိုင်ခဲ့ပါကပျောက်ဆုံးစရင်သွင်းပြီး6လအတွင်းလစာတဝက်ပဲပေးက6လကျော်မှမိသားစုကစစ်ရုံးမှာပင်စင်နဲ့အသက်အာမခံရဖို့ဆက်လျှောက်ရတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။မနစ်ကလာရှိုးမြို့သိမ်းတိုက်ပွဲအတွင်းသိမ်းဆုံးခဲ့တဲ့အမတ်66ထောက်ပို့တက်ကဘိုကြီးတဦးရဲ့ကြံရည်သူဇနီးတွေကအလောင်းမပြနိုင်တာကြောင့်အခုချိန်ထိတနစ်ကျော်ကြာမြင့်နေတဲ့အချိန် ခန်းစားခွင့်တွေမရရှိပဲ6လအတွင်းလစာတဝက်နဲ့စစ်တပ်ကယာယီချထားပြီးတဲ့နေရာမှာသာနေထိုင်ခဲ့ရပြီး6လကျော်တဲ့အခါမှာတော့တက်ကနှင်လွတ်တယ်ဆိုတာကို သိရပါတယ်။အကြမ်းဖက်စစ်တပ်ကတပ်သားအဆင့်ကနေဗိုလ်ကြီးအဆင့်အထိတေဆုံးမှုတွေစစ်မှုထမ်းတပ်သားတစ်တွေရဲ့တေဆုံးမှုတွေကိုတော့ကြံရည်သူမိသားစုတွေစီကိုအတိပေးအကြောင်းကြားတာမရှိဘဲလှည့်လျူရှုထားတာကြောင့်ကြံရည်သူမိသားစုအများပြားအထိပါ ဒုက္ခရောက်နေရတယ်လို့သက်အတိုင်းဝိုင်းကကြံရည်သူမိသားစုတချို့ကရန်ကုန်ခေတ်သစ်စီကိုဆက်သွယ်ပြောပါရရှင်။တပတ်မှလည်းနိုင်ငံရေးလှုပ်ရှားသူတွေကိုစစ်အုပ်စုက application တစ်ခုနဲ့စစ်ဆေးဖမ်းဆီးတာတွေကိုလုပ်နေပါတယ်။အကြမ်းဖက်စစ်တပ်ကမြို့နယ်နဲ့နေမြေရေးစခန်းတိုင်းမှာပြည်သူတွေကိုပြစ်မှုမှတ်တမ်းနဲ့နိုင်ငံရေးမှာပါဝင်ပတ်သက်မှုရှိမရှိကိုအဓိကစစ်စစ်တဲ့ Person Synchronization and Monitoring System PSMS software တွေတက်ဆင်ထားတယ်လို့သိရပါတယ်။အခုနှစ်မေလနောက်ပိုင်းကနေစတင်ပြီးစစ်တပ်ကရုရှားနည်းပညာနဲ့ရေးဆွဲထားတဲ့ PSMS application ကိုစတင်အသုံးပြုပြီးစစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေ၊လေဆိပ်၊ရေဆိပ်၊မြို့ဝင်ထွက်ဂိတ်တွေနဲ့ကားဂိတ်တွေမှာပါစတင်အသုံးပြုခဲ့ပါတယ်။အဲ့ဒီ PSMS software နဲ့ စစ်တပ်ကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူ CDM တွေနဲ့စစ်ပြေးရေးပြေးလူတွေကိုစတင်ဖမ်းဆီးခဲ့ပါတယ်။အခုခါမှာတော့ပြည်ထရေးဝင်ကြီးဌာနလက်အောက်မှာရှိတဲ့မြို့နယ်ရေစကန်တိုင်းနဲ့နေမြေရေစကန်တိုင်းမှာ PSMS software တွေကိုစတင်အသုံးပြုနေပြီး PSMS application ကိုလည်း version 2အထိအစစ်မြစ်တင်လိုက်တာအလို့ရှိနေတဲ့လူဦးရေ၈000ဆင်းရဲကိုထည့်သွင်းထားတယ်လို့သိရပါတယ်။ တတလုံးညာဦးမြို့နယ်ပကံမြို့ပေါ်မှာဟိုတယ်တွေနဲ့တဲခိုကန်းတွေကိုအဲဇင်းစစ်တာမှာတော့ရဲနဲ့စစ်တပ်က PSMS ဆော့ဝဲတွေနဲ့စစ်ဆင်းနေပြီး CDN ဝန်ထမ်းတချို့ဟာပကံကိုဖျားဖို့လာရင်းနဲ့ဖမ်းဆီးခံခဲ့ရတယ်လို့ညာဦးမြို့နယ်ရဲ့ရဲတရင်ရင်းမြစ်ကပြောပါတယ်ရဲတွေကန်ဆောင်ထားတဲ့တက်ဘလက်ထဲကိုမှတ်ပုံတင်နံပါတ်ရိုက်ထည့်လိုက်တာနဲ့ CDN စည်ရင်ကြလာပြီးဖမ်းမိတာကတော့တူနာပြုတ်နဲ့ចောင်းဆီယာမတချို့ကိုဖမ်းမိကောင် ညောင်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့ညောင်ရဲတရင်ရင်မြစ်ကပြောပါတယ်စစ်တပ်ကနိုင်ငံရေးလှုပ်ရှားသူတွေကိုအ धिक ဥတီနှိတ်ကိုစစ်ဆေးဖို့တည်တံ့ထုတ်လုပ်ထားတဲ့ PSMS application မှာသူတို့အတိမတ်ပြုထားတဲ့ဖုန်းကွန်ပျူတာတွေမှာဒါ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနဲ့ဖုန်းတွေကကူးယူမရအောင်လုံခြုံရေးအဆင့်မြင့်ထားကလက်ရှိရဲစခန်းတွေအားလုံးမှာ PSMS application တက်ဆင်ထားတာကြောင့် ်အထူးသတိထားဖို့လိုအပ်တယ်လို့ရဲတရင်ရင်မြေတချို့ကတိုက်တွန်းပြောထားပါတယ်ရှင်မန္တလေးတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကြောက်ဖြူကြီးရွာမှာကလင်းငယ်တွေစာတင်ကြားနေတဲ့နေအိမ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်၁၀နှစ်အရွယ်ကလင်းငယ်တဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတပ်ဖွဲ့ရဲ့ ြောရေးဆိုခွင့်ရှိသူကိုအောင်စမွန်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ9ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်မှာတပိတ်ချင်းမြို့နယ်ကြောက်ဖြူကျေးရွာမှာရှိတဲ့ကလေးငယ်တွေစာသင်ကြားနေတဲ့နေအိမ်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်10နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးကလေး9ဦးအပါအဝင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာအရက်သားပြည်သူတွေကိုပိတ်မှတ်ထားပြီး ပြည်သူပိုင်းနေအိမ်တွေစေယုံတွေနဲ့စာတင်ကျောင်းတွေကိုမကြခဏဥတီတိုက်ခိုက်ကစစ်ရာဇဝဲမှုတွေကို အောက်တန်းကြက်ကြကျူးလွန်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းဘက်မှာတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ချင်းစုရွာနဲ့ကိုင်းကြီးရွာကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲစစ်တပ်လေဒီ၅စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့် ပြည်သူသုံးဦးသေဆုံးခဲ့လို့တာယာဝတီခရိုင်စစ်ရေးတာဝန်ခံရဲဘော်တစ္ဆာကရန်ကုန်ခေတ်စ်ကိုပြောပါရင်မနေ့ကစက်တင်ဘာလ9ရက်နေ့ညနေ9:25မိနစ်ခန့်မှာအုတ်ဖို့မြို့နယ်ချင်းစုရွာနဲ့ကန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲစက်တပ်လေဒီ9စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါရင်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာချင်းစုရွာကအသက်36နှစ်အရွယ်ကိုချစ်ကောင်း အသက်15နှစ်အရွယ်ခုနှစ်တန်းကျောင်းသားမောက်ခန့်ကျော်သူနဲ့ကိုင်းကြီးရွာကအသက်35နှစ်အရွယ်ကိုတင်မျိုးမင်းတို့ပွဲချင်းပြီးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကိုင်းကြီးကျေးရွာဖုန်ကြီးကျောင်းလည်းထိခိုက်ပျက်စီးသွားပြီးလက်ရှိချိန်မှာတော့ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အခုလိုပဲဩဂုတ်လ28ရက်နေ့ညနေ4:44မိနစ်ခန့်ကလည်း အုတ်ဖို့မြို့နယ်တိမ်မြုပ်ကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကဒေါင်လေးရွာကိုတိုက်ပွဲမဖြစ်ပွားပဲဒရုန်းနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကြောင့်အသက်9နှစ်အရွယ်မတ်ယွန်းမိမိနဲ့မိခင်ဖြစ်သူအသက်32နှစ်အရွယ်ဒေါ်စင်မာသင်းတို့ပွဲချင်းမိသေးဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။မကွေတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းပေါ့မြို့နယ်ပေါ့စိတ်ဖြူလမ်းပိုင်းအနီးမှာ အကြမ်းဖက်စစ်တပ်ရင်နှန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား၁၀ယောက်သေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရမိခဲ့တယ်လို့ပခုတ်ကူခရိုင်ပကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရင်ပြီးခဲ့တဲ့ဩဂတ်စ်25ရက်နေ့နေ့လယ်2နာရီခန့်မှာပေါင်းမြို့နယ်တဲပင်ကံရွာတောင်ဘက် ပေါင်းစိတ်ဖြူလမ်းပိုင်းအနီးမှာခလာရ25လေးတက်ရင်ကအင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဒီထိတွေ့တိုက်ပွဲဟာတနအီခွဲကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က10ရောက်သေဆုံးက15ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပခုတ်ကူခိုင်အမတ်လေးတက်ရင်နဲ့ပခုတ်ကူခိုင်အမတ်ဆက်လေးတက်ရင်ကရဲဘော်နှုတ်ကြဆုံးခဲ့ကပခုတ်ကူခိုင်အမတ်စနစ်တက်ရင်ကရဲဘော်တဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဒီတိုက်ခိုင်းမှုကိုပခုတ်ကူခရိုင်ပတ်ကဖလှုပ်ရှားတက်တက်ခွဲသုံးပခုတ်ကူခရိုင်စစ်ဌာနစစ်ကြောင်းလေးပခုတ်ကူခရိုင်အမှတ်၅တက်ရင် ပခုတ်ကူခိုင်အမတ်၁၂တရင်ပခုတ်ကူခိုင် အမတ်၁၄တရင်ပေါင်းမြို့နယ်ပကဖားနဲ့မြိုင်မြို့နယ်ပကဖားပူပေါင်းမဟာမိတ်တပ်တွေကပူပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်တဖက်ကမကွေးတိုင်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။မကွေးတိုင်းပွင့်ပြူမြို့နယ်ဖလန်ချင်းကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်သား၁၀ယောက်ကျော်သေဆုံးခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်နေ့နေ့လယ်7:00နာရီကျော်ခန့်မှာပွင့်ဖြူမြို့နယ်ဖလန်ချင်းကြီးရွာအနီးကိုခလာရ30တက်ရင် စကူးမြို့ကပြူစောထီးတွေနဲ့ဝါဆိုင်ပြိုးရေးတပ်ကစစ်သားတွေပူပေါက်ထားတဲ့စစ်ကား3စီးဂျမ်ဘာဂါတစီးနဲ့အင်အား150ခန့်ပါတဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ထီတွေ့တိုက်ပွဲအားညနေ၄နာရီအထိဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့စစ်သားအလောင်းတွေနဲ့ တန်ရာရသူတွေကိုလာရောက်တယ်ဆောင်တဲ့စစ်ကားတွေကိုလည်းပွင့်ဖြူမြို့နယ်မကြီးစုကြေးရွာအဝင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က10ယောက်ကျော်သေဆုံးက12ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအဲ့ဒီနေ့ညပိုင်းမှာမဲဆလီကျေးရွာမှာရှိတဲ့တိုက်နယ်ရေစခန်းအတွင်းကိုဝင်ရောက်သွားပြီး အဲ့လိုဝင်ရောက်ချိန်မှာစစ်သားတရာခန့်သာရှိတော့တယ်လို့သိရပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ UK ရောက်မြန်မာပြည်ပွားတွေကလူထုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာပါစေကြောင်းဆိုတဲ့နှင်းစီဆူတောင်းအစီအစဉ်ကို Manchester HOG လင်းနေမြောက်ရန်ပုံငွေဈေးရောင်းပွဲမှာစုမုံကောင်တောင်းခဲ့ကြတယ်လို့သိရပါတယ်မန်ချက်စတာ HOG ထူထောင်တာက၄နှစ်မြောက်ပြီဖြစ်ပြီး ပြည်တွင်းလိုအပ်နေတဲ့နေရာတွေကိုစက်တိုက်ကူညီပံ့ပိုးပေးနေပါတယ်။အဲ့ဒီအခမ်းအနားကို UK ရောက်မြန်မာပြည်ပွားမိသားစုတွေနဲ့အတူ UK နိုင်ငံဆိုင်ရာ NGO ကိုစလဲဦးမမောင်အောင်နဲ့ဒေါက်တာတက်ကိုကိုတို့တက်ရောက်ဆူတောင်းစကားတွေပြောကြားခဲ့ကြကနှင်းစီပန်းတွေပန်ဆင်ကြကဒေါအောင်ဆန်းစုကြည်ကျမ်းမာပါစေဆိုတဲ့နှင်းစီဆူတောင်းစီစဉ်ကိုတက်ရောက်ခဲ့ကြတယ်လို့သိရပါရဲ့ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ